ကဘာတီတန်ကော်ဖီရဲ့ဒူးကြရီဖန်နီမှုအသစ် Nescafe Blend and Brew ပုံမှန်တက်စင်စားပုံမှုနူးညက်တဲ့တဘာဝကော်ဖီစစ်စစ်ရဲ့ပြည့်ပြည့်တဲ့အရသာသစ်ကိုခံစားရင်စမ်းသစ်တဲ့စေကုနဲ့ခြေလန်းသစ်တွေကို Nescafe Blend and Brew နဲ့အတူစတင်လိုက်ပါ မင်္ဂလာပါရှင်70 TV ရဲ့ Facebook တွင်ကဏ္ဍကနေကြိုဆိုပါရစေ။ August 9ရက်နေ့မနေ့ကလူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာရေးပန်းစားခဲ့တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမအဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးတဲ့အကြောင်းအရာကတော့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်နဲ့ကျေးလက်နေပြည်သူတို့ရဲ့ငြိမ်းချမ်းရေးစကားဝိုင်းမှာတောင်သူတို့ကရင်ဖွင့်ခဲ့တဲ့ခန်းစားချက်ဗီဒီယိုဖိုင်အကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုလာမင်းမှုမြင်နဲ့ Facebook သုံးဆဲသူတို့ကနေကျွန်တော်မျက်ရည်တွေပေါက်ပေါက်ကြရလောက်အောင်ဟတ်ထီတာအဲ့ဒီနေရာပဲဗျာ။အခုဖွင့်အခုမျက်ရည်ကြရလို့ရေးသားပြီးတင် ခဲ့တဲ့အတွက် DVO file ကိုဝင်ရောက်ကြည့်ရှုသူ၃သိန်းကျော်တိရှိပြီးလူမှုဝင်ရပ်ပေါ်မှာပြန့်နှံ့လာခဲ့တာပဲဖြစ်ပါတယ်။တော်ဆန်းစုကြည်ပြောသွားတဲ့အဲဒီစကားကိုတော့အရင်လေးစားတယ်ဗျာအများဝိုင်းဝန်းမှရမှာလေတဦးတယောက်ကောင်းစားရေးအတွက်မဟုတ်ပဲအားလုံးကောင်းစားရေးအတွက်တောင်းဆိုသွားတဲ့အမကြီးရဲ့ပြောဟန်လေးတွေအလူရှင်များရဲ့စိတ်ထားကိုပိုပြီးဟတ်ထီစေပါတယ်တို့လည်းအဲဒီအချိန်မျိုးရေးကြမိတယ်ဗျာပြည်သူတွေလိုအပ်တာကတော့အများကြီးမလား အမေလည်းအကုန်လုံးဘယ်ဖြစ်ရှင်းနိုင်မလဲပြဆိုပြီး Facebook သုံးဆဲသူတွေကဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးမှတ်ချက်တွေမျိုးမျိုးရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်။တသိန်းဘွဲဝင်ကြီးသွင်းထားပါကြတော့သူတို့လဲတဲ့လူကလည်းလဲနေပြီလုပ်ငန်းတွေလုပ်တဲ့လူကလည်းလုပ်နေပြီ။ကျမတို့မယ်မိရမရသေးဘူး။ကျမဝင်နေတဲ့အမေရောပြေပြေတော့ပြေအလားလေးကိုအမေစုဒီနေ့ပြင်ရှင်မဟုတ်ပါဘူး။တနေ့နေ့တွေကိုကျမတို့ရွာကိုလင်းအောင်တရွာလုံးလင်းအောင်မေသူသွားတော့မေးတာရမယ်ကျမကျေနပ်ပါတယ် နောက်ဆုံးတစ်ခုအနေနဲ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ချော်ရင်းကုန်းမိပွိုင်မှာလမ်းတောင်းတာကိုမပေးတဲ့အတွက် YBS စင်ကူအမျိုးသမီးကနေမဖွဲမရပြုလုပ်ပြခဲ့တယ်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ဒီဗီဒီယိုဖိုင်ကိုခိုင်စင်သက်အမည်နဲ့ Facebook သုံးဆဲသူတူကနေအခုည9:00နာရီဝန်းကျင်မှာချော်ရင်းကုန်းမိပွိုင်မိနေတဲ့အချိန် YBS 6 4H 1568ကအောက်ကျောကနေလမ်းတောင်းတာကျမတို့ကမပေးတော့အဲ့ဒီစပယ်ယာမကလမ်းဆဲတယ်။နောက်ပုံလေးကအတိုင်းကိုကအရှိရောက်တော့အလိုတွေဟိုင်းဆိုင်ပြတာဖိုတိုနဲ့ဗီဒီယိုတွေတက်သေးပဲလို့ရေးသားပြီးတင်ခဲ့တဲ့အတွက်ဒီဗီဒီယိုဖိုင်ကိုငွေရ ောင်းကြည့်ရှုသူ14သိန်းကျော်နဲ့ပြန်လည်မျှဝေသူတွေ3000ကျော်တိရှိပြီးလူမှုကွန်ရက်ပေါ်မှာပြန်နှံ့ခဲ့တာပဲဖြစ်ပါတယ်။ဒုတိယမတင်ညွန်ပါလားဘသူဘက်ကမှမှအဲ့ဒီလောက်ထိမှန်ရိုင်းနေတာထိထိရရအောင်အေးအေးယူတင်နေကြားလို့လည်းမကောင်းမြင်လို့လည်းမကောင်းမှန်ရိုင်းနေတာအရှက်ကြောက်စဉ်းနှံမှုမရှိကြတော့ဘူး။စပယ်ယာတွေကိုသင်တန်းသက်သက်များပေးထားသလားထင်ရတယ်။အကုန်လုံးတပုံစံနဲ့ပါပဲလားဗျာဆိုပြီး Facebook 30သူတွေကဝေဖန်တဲ့သဘောနဲ့မှတ်ချက်တွေရေးသားခဲ့ကြတာကိုလည်းတွေ့ခဲ့ရပါတယ်။ ဒီနေ့အတွက် Facebook တခင်ကဏ္ဍကတော့ဒီလောက်ပါပဲ 7D ပြည့်တဲ့များအောင်ရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်